အမှန်တော့နှွေလေးရဒီမျိုးလေးရဲ့အစွန်ဟိုးရွာငယ်လေးဘက်ကနေကျောင်းလာတဲ့ရတဲ့အထက်တန်းကျောင်းသူလေးတယောက်ပါမုတ်ဆိုးမမအေးဖြစ်သူကသမီးလေးကိုပညာတက်စေချင်တော့မျိုးကအထက်တန်းကျောင်းကိုထားချင်လွန်းလို့ရွာကနေလာရတာအလန့်ဝင်းပေမဲ့လေသူကိုယ်တိုင်ပင်ပန်းခံပြီးနေ့စဉ်အကျိုးပို့လုပ်ပြီးကျောင်းထားပေးခဲ့ရရှာတယ်ညနေကြောင်းစင်းချင်းဆိုဈေးရှိရနေတာမီနီယောက်စပိန်လေးနဲ့ပြန်နေကြဒီလိုနဲ့အချိန်ကြီးကြာလာတော့ နယ်လေးတို့တားမိဦးလေမျိုးပေါ်နေသူတွေရောဈေးသူဈေးသားတွေရောမေထုခေါ်ပြောမြမန်းတက်မိလာတာပေါ့အဲ့ဒီတည်းမှာဈေးညာဆောင်ဗာကြီးအောင်ကတော့နယ်လေးတို့တားမိနဲ့အရင်နည်းဆုံးပါပဲညနေကြောင်းစင်းခြင်းဆိုရင်ဗာကြီးအောင်ကဈေးတိတ်ကသူကင်းဆောင်နေကြကင်းတဲ့လေးရနေနယ်လေးတို့တားမိကိုလက်လန်းပြနှုတ်ဆက်နေကြပါပဲတချို့ရက်တွေဆိုရင်နယ်လေးရဲ့မိမေကဗာကြီးအောင်ကင်းဆောင်ရင်စားရအောင် ပဲကျော်မုံစန်းလော်စသဖြင့်ယူလာကျွေးနေကြတချို့မိုးရမ်းရွာတဲ့နေ့များဆိုရင်မယ်လေးတို့သားမိရလဲဘာကြီးအောင်ရဲ့ကင်းတဲလေးမှာခဏတစ်ဖြုတ်မိုးခုတ်ပြီးမိုးဆဲမှာစပိန်လေးနဲ့အိမ်ပြန်နေကြဒီလိုတင်းတင်းနီးနဲ့အတူတူနှစ်တွေဖြတ်တန်းလာခဲ့ကြပါတယ်ဒါပေမဲ့လည်းမယ်လေးအတွက်ကျမငင်ရမကန်ကအကြောင်းဖန်လာခဲ့ပါတော့တယ်ဘာကြီးအောင်ဟာမိမဖြစ်သူဆုံးပါပြီးနောက်ရှေ့ရတယောက်သေးသောသားကလည်းထောင်ကျနေတာဆိုတော့ တကူရီတကာရဈေးဆောင်လုပ်ရင်ဈေးကိုပဲအိမ်လိုနေဈေးတွေကိုဆွေမျိုးသားချင်းလိုသဘောထားပြီးဘဝကိုဖျက်ဆီးလာခဲ့လိုက်တာနှစ်တော်ကြာခဲ့ပြီနှစ်ရှည်ထောင်ကျနေရနဲ့လွတ်လာတဲ့တာဖြစ်သူကပြီးကိုစရာမရှိလေတော့ဘာကြီးအောင်စီကိုပဲလိုက်လာခဲ့တယ်ဘာကြီးအောင်ရဲ့စိတ်ထဲမှာတော့အစင်တော့မပြေလောက်တာဖရင်းလာဆိုပေမဲ့ဘာကြီးအောင်နဲ့တာဖြစ်သူတာတီးရဲ့ဇီယကွာလွန်းလာပါတယ် အနေထိုင်ရိုးအေးလွန်ပြီးမရှိရှိရာစားရောင်ရောင်ရဲရဲပျော့ပျော့ရွှင်ရွှင်နေထိုင်တတ်တဲ့ပါကြီးအောင်အားမိဘပီပီတတဘလို့ပဲဆုံးမသွန်သင်ခဲ့ပေမဲ့လေငယ်စဉ်ကလေးကဗီဇပါလာတဲ့တာတီးကတော့ပေတေပြီးအချင်းစာရိတ်တာပြည့်ရွင်းတဲ့လူတယောက်ဖြစ်ပဲကြီးပြင်းလာခဲ့တာပါတာတီးဆေကျော်သက်ရွယ်မှာကုံတုံဆိုင်မှာအလုံးဝင်လှုပ်တယ်အလုံးလှုပ်ရင်တထင်းရယုံကြည်မှုရှိလာလို့ဆိုင်ုံမျက်နှာလွှဲလာရာနေ ီဇမကောင်းတဲ့တာတီးရတော့တထေးရဲ့ယုံကြည်မှုကိုအခွင့်ရေးယူခဲ့တယ်။ဆိုင်ရပစ္စည်းခိုးရောင်းတာတမျိုးငွေခိုးတာတစ်ပုံနဲ့ကြာတော့တထေးလည်းရိတ်မိလာပြီးအလင်းငိုက်ချောင်းဖမ်းရတာနေတာတီးပစံခိုးနေချိန်နဲ့ပပင်းတိုးမိပါလေရောကြောက်ကန်ကန်လိုခုခံရင်းနဲ့တထေးကိုတာတီးဓာတ်နဲ့ထိုးခဲ့မိတယ်။အဲ့ဒီအချိန်နေရနေတာတီးပထမဆုံးထောင်ကျသွားခဲ့ပြီးတော့ထွက်လာလိုက်လဲမတမာတဲ့အလုတ်ကိုင်း ဒူးစရိုက်လမ်းကြောင်းပေါ်ပဲပြန်ပြန်ရောက်နေတော့ထောင်မကြောက်တမ်းမကြောက်ကိုဖြစ်နေပါပြီအခုကတော့ထောင်နှင်းစစ်လို့ပြန်ထွက်လာပြီလက်တလုံးလုတ်ကင်စားဖို့အဆင်မပြေသေးတော့အဖေရှိသေးတာပဲလေလို့သဘောပိုက်ပြီးတာဒီကဘာကြီးအောင်စီမှာသွားကတ်နေတော့တာပါပဲဘာကြီးအောင်ကလည်းတာတီးရဲ့အချင်းစရိုက်တွေကိုသဘောမကျပေမဲ့အော်ဒီသားလေးတယောက်တည်းရှိတာပဲလေမိဘပီပီမျက်နှာမလွှဲနိုင်ခဲ့တော့သူနဲ့အတူနေစေပြီးမကြောက်မကြစားဖို့တောက်ဖို့မပူပင်ရအောင်လို့ ဘာကြီးအောင်ကထားရှာပါရဲ့ခတ်တာတာတီထမင်းစားရယုံအမိုးကလုံယုံနေရယုံလေးနဲ့တော့တာတီကဖခင်ဖြစ်သူဘာကြီးအောင်လို့ပျော်ရွှင်မနေတတ်ဘူးတာတီမာကလိန်တက်ခိုးတက်လူယူတက်တဲ့ဘီဇဆိုးတွေကိုကောင်းကျိုးအတွက်သူများနင်းနာပါစေမထောက်ထားတတ်တဲ့စိတ်သက်ဆိုးတွေနဲ့ပြည့်နှက်နေပြီးသားလူဒူးစရိုက်အတက်တွေနဲ့ပဲကျင်လည်လာရင်းနဲ့ထောင်ကိုအိမ်လိုသဘောထားတတ်တဲ့တာတီကတော့သူ့အတွက်ကြုံကြိုက်လာမဲ့ ခွင့်ရေးကောင်းကိုစောင့်မျှော်နေခဲ့ပါတယ်။တညက်နေကံကြမ္မာဇိုးရိငင်မဲ့ညက်နေတညက်နေပေါ့။အဲနီကကျောင်းစင်းချိန်မိုးတွေရွမ်းရွာနေဖြစ်ချင်တော့မိခင်ဖြစ်သူကမနက်ကလေးကဖျားနာနေလို့ຫນွယ်လေးကဒီနေ့ကိုကို့ဖာသားပဲပြန်လာမယ့်အကြောင်းကို မအီကိုတေချာပြောပြထားပါဗါးဒီလန်းဒီကြောင်ကနေတိုင်းလဲအသွားပြန်လုံနေတာမို့ ဘာမှစိတ်ပူစရာမလိုဘူးလို့ပဲနွယ်လေးရဲ့အမေကလည်းတွတ်ဆလိုက်ပါတယ်။အဲ့ဒီညနေကနွယ်လေးတယောက်တည်းကျောင်းကနေလမ်းလျှောက်ပြန်လာတယ်။မိုးဖွဖွဲလေးကြာနေရာနေလျှောက်လာလိုက်တာဈေးထိန်ကရောက်ခံပြီးတော့မိုးကရုတ်တရက်အုံတိုင်းကျဲရွာချလာပါတယ်။ပုံမှန်ဆိုရင်ငန်းကလူသွားလာကျဲတယ်ဆိုပေမဲ့လည်းဘလောက်ထိလူပြက်နေလေတော့မရှိဘူး။အခုကမိုးရမ်းတဲနေတာရော အချိန်မိုဆင်းပြီးကြောင်းပြန်အချိန်နောက်ကျနေတာကြောင့်ရောကြောင့်လမ်းမှာလူတယောက်မှကိုမရှိဘူးမိုးမိပြီးချမ်းလဲချမ်းလာတာနဲ့နှွယ်လေးကဘာကြီးအောင်ကင်းတင်းမှာမိုးဝင်ခိုဖို့စဉ်းစားလိုက်တယ်မိုးခိုရင်းနဲ့မှရွာဘက်ကိုပြန်တဲ့အဖို့ရှိရင်လဲအတူပြန်လို့ရတယ်လို့တွေးမိလိုက်တယ်ဒါနဲ့ပဲနှွယ်လေးကဘာကြီးအောင်ရဲ့ဈေးတော်ကင်းတဲ့လေးစီကိုဥတီပြီးအပြေးသွားလိုက်ပါတော့တယ်ဖြစ်ချင်တော့အဲ့ဒီညနေက ဘာကြီးအောင်ကလည်းဈေးသူဈေးသားတွေအလူအတွက်ဘုံကြီးเจ้าမှာပြင်ဆင်ဖို့ကူညီဖို့ရောက်နေလေရဲ့တောက်တက်စားတတ်တဲ့တားဖြစ်သူတတိယညနေစောင်းချိန်ဆိုရင် ရေချိန်တော်လွန်နေလို့ရှိပြီးကင်းတဲထဲမှာအေးအေးလူလူသွားအိတ်နေလို့ရှိရဲ့ငလေးရတော့ဒါကိုသတိမပြုမိဘူးပေါ့သူ့စိတ်ထဲမှာဘာကြီးအောင်ရှိမယ်ပဲထင်နေကင်းတဲကိုအရောက်ဘာကြီးအောင်ရေလို့អော်ခေါ်ပြီးသွားလိုက်ပါတယ်တတိယနူးလာပြီးတွေးလိုက်ရတာက ကလေးသာသာနုနုနဲ့နဲ့ကြောင်းစိဝဲ့ရွယ်မင်းကလေးပို့ပြီးတော့စိတ်ဝင်စားစရာကောင်းတာကလေးမလေးရဲ့လေပင်နားနဲ့လက်မှာဆင်းမြန်းထားတဲ့ရွှေငွေလက်ဝတ်လက်စားလေးတွေနေမျိုးတွေရဲ့ထုံးစံဝူကဟင်းသာစီစန်းစားပြူစားကျင်စားလိုက်မယ်လက်ဝတ်လက်စားလေးရှိမှတင့်တယ်တယ်လို့ထင်ကြတာဟုတ်ဒီတော့နွယ်လေးရဲ့အမေကလည်းရှိတာမရှိတာကိုအသာထားအထက်တန်းကျောင်းသူလေးဖြစ်လာတဲ့သမီးလေးမျက်နှာမငယ်အောင် ရွှေတဲလက်ငွေတွဲလက်ဆင်ပေးရှာတယ်။ဒါရီယာတမီးလေးအတွက်အန်နီကိုဖိတ်ခေါ်တယ်လို့ဖြစ်မှာဟုတော့မတွေးမိခဲ့ရှာဘူး။အဲ့ဒီညနေကတာတီးရနွယ်လေးကိုမျက်နှာနဲ့အကြံပေါ်သွားပါပြီ။အင်းဒီကောင်မလေးစီကနေလောက်ဝလက်စားတွေလှုပ်ပြီးတော့တခြားမျိုး ပြေးမယ်။ရင်းနှီးတဲ့ပြီးတခုခုလှုပ်မယ်။ဒီကလေးမလေးစီကရွှေလူးရတာမခတ်လောက်ပါဘူး။ပြီးတော့ကလေးမလေးကသူ့ဖာသားကိုကင်းတဲ့စီလာနေတာ။ ပဝင်းကျင်မှာလည်းလူပြက်နေတော့အကြိုက်ပဲတာတီးကတော့သူ့တွေးနဲ့သူတွက်ရင်စောင့်နေပါတယ်ကင်တဲနာရောက်တော့မှຫນွေလေးကလည်းကင်တဲထဲမှာထိုင်နေတာဘာကြီးအောင်မဟုတ်ပဲညနေစင်းယောက်ျားကြီးတူဖြစ်နေမှန်းသိတော့တယ်ပြန်လှဲတော့မယ်အလုပ်တမိမိုးခုံမလို့လားဦးလေးကဘာကြီးအောင်ရဲ့သားပါကွယ်အဖေကဖုန်ကြီးကျောင်းဘက်ရောက်နေတာဓာထိုင်ပါဦးကွယ်ဒီလောက်ကြီးမိုးကြီးနေတာ ဂျင်နာဟန်နဲ့ဆိုလိုက်တဲ့လေတံကြောင့်နှွယ်လေးလည်းတစ်ချက်တွေ့သွားတယ်။ဘာကြည့်အောင်သားပဲလीဆိုတဲ့အတိအားလည်းရှိသွားရှာတော့ကလေးပီပီထွေ့ထွေ့ရရမတွေးမိတော့ပဲ။ဟုတ်ကဲ့ပါဦးလို့ပြန်ပြောပြီးကင်းတဲအောင်ဝင်လိုက်တယ်။ဒါဒီယာချက်ချင်းမဲ့အချိုးပြောင်းလိုက်ပြီးဟက်ကောင်မလေးနင်ဝတ်ထားတဲ့ရွှေတွေအကုန်ငါ့ကိုချွတ်ပေးစမ်းအမြန်လုပ်စမ်း။អော်လဲអော်ရင်အတင်းကိုဆွဲကျိုးကိုဆွဲလုလိုက်တယ်။နှွယ်လေးကလည်းဆွဲကျိုးကိုတွန်းထိုးပြန်လုရင်းနဲ့ရုံးရင်းစံကဖြစ်ကြရင် တာတီးရဲ့ဂျာကင်အင်ကြီးကစေကောင်းလေးကပြုတ်ထွက်သွားပြီးတော့နွေလေးလက်ထဲပါသွားတယ်။ခွန်အားမမြပဲအတွန်းထိုးခံရတော့နာလာတဲ့နွေလေးလည်းလှဲ့အပြေးတာတီးကလည်းကောင်မလေးပြေးတာလူမြင်မှာစိုးတာနဲ့နောက်ကနေအရက်ပလင်းနဲ့လွှဲရိုက်လိုက်မိတယ်။နောက်စီကိုထိထိမိမိထိသွားပြီ။နွေလေးမိရမာတွေပုံရက်သားလဲကျသွားတယ်။နွေလေးစီကနေလက်ဝတ်လက်စားနဲ့လောဘတကြီးချွတ်ယူရင်းနဲ့မှတာတီးအတိတ်ချက်ဝင်လာတယ်။ ကောင်းမလေးကတေပြီလားမသိငါပစ္စည်းလူပြီးပြေးမလို့ပဲဒီဂျူဆိုးမလေးကပြန်ခံလို့လို့တေရတာသူ့အလောင်းကြီးဒီတိုင်းထားခဲ့လို့တော့မရဘူးဟုတ်ပြီဈေးဟိုဘက်တောင်မှာရေကန်ရှိရဲ့အဲ့ကန်နဲ့တော့ပစ်ချမယ်ဆေးယူပေါက်ပေါက်နဲ့မိုးတဲ့လေထဲမှာနွယ်လေးကိုပွေ့ချီယူသွားပြီးဈေးနဲ့ဤချိုလိုယုံကြားရေကန်လေးကိုတွန်းချခဲ့ပါတော့တယ်တာတိမတိလိုက်တာကတော့ နှွေလေးရလူတတရခံရတတိအဖြစ်ချက်ကင်းအင်းကြီးစကောင်းလေးကိုချစ်ချစ်ပအောင်စုပ်ကင်ထားရင်ရေထဲနင်းမြုပ်သွားခဲ့တယ်ဆိုတာပေါ့နှွေလေးကြောက်ဆုံးသွားလို့ပြီးခင်ဖြစ်သူကတောကပြပါရဝိုင်းပြီးအကူကြီးတောင်းခံခဲ့ပေမဲ့တောနဲ့အရဲ့ရဲ့ထုံးစံအတိုင်းပဲဒီနေရွယ်နဲ့လင်းနောက်လိုက်ပြေးသွားတာနေမဆိုတဲ့အပြောတွေနဲ့ပဲလမ်းဆုံနေခဲ့တယ်။ဘာကြီးအောင်မှလည်းနှွေလေးပြောက်သွားတာနဲ့တပြိုင်နက် တားဖြစ်သူကနှုတ်မဆက်ပဲယုတ်တည်းရထွက်သွားတာထူးဆန်းစွာတိုက်ဆိုင်လုံးနဲ့လိုပဲဆူဆူအဲ့ဒီအဖြစ်ကိုစိတ်ထဲမှာထင်နေခဲ့ရှာတယ်အဲ့ကနေခုလိုအလောင်းပေါ်လာတဲ့အချိန်နေထိရောက်လာခဲ့ပါတယ်အသိမဖြောင်းနိုင်မဲလက်ထဲမှာတက်တီကန်စီကောင်းလေးကိုဆုံရက်သားလေးနဲ့အလောင်းကိုမြင်ရတော့ဘာကြီးအောင်ခမရင်ကွဲမတက်နာကျင်ရပါတော့တယ်တရခန့်ကတားဖြစ်သူဖြစ်ပေမဲ့လဲအဖြစ်မဲ့လို့နဲ့ကြောင်းသူလေးရဲ့အဖြစ်ကိုဘလို့မှမျက်နှာမလွှဲနိုင်ခဲ့တော့တိတမျှကိုအစစ်စစ်ခံပြီး တက်တည်ထွက်ဆိုပေးခဲ့ပါတယ်။ဒီကိစ္စတွေဖြစ်ပွားခဲ့ပြီးရပ်ပိုင်းကြမှာတယ်။အနီးကတခြားတမျိုးမှာထောင်တော်ဟောင်းတာတီကိုဖမ်းမိလိုက်ပါတယ်။မငင်းနိုင်စရာစေကောင်းပြုတ်ထွက်နေတဲ့ကြာကင်းရလဲ။တာတီနဲ့အတူပေါ်အားလုံးပြီးဆုံးသွားတဲ့အချိန်မှာရမီရဖရီနဲ့တာဝန်ရှိသူတွေကိုယ်တိုင်ဝါလူတက်မှုကိုလူပြောင်းမှုတစ်ဖွဲပေါ်ပေါ်ရော်ရော်ကင်တွယ်မိလိချင်းဆိုပြီးမချစ်တင်ခဲ့ဝမ်းနေခဲ့ကြရပါတယ်။ ကြားရသူတစ်မျိုးလုံးကလည်းတနာစပွဲຫນွယ်လေးရဲ့အကြောင်းကိုစုပ်တသက်သက်နဲ့ပေါ့ကိစ္စတွေအားလုံးငြိမ်သက်သွားပြီးနောက်ဣချိုလည်းနည်းနည်းတော့အကြောက်လန့်ပြေးလာတာပေါ့ຫນွယ်လေးရဲ့ခြောက်လန့်မှုပဲပြောရမလားအကူကြီးတောင်းခံမှုလို့ပဲပြောရမလားမသိဣချိုကຫນွယ်လေးကိုမြင်သာထင်ရှားကြီးတွေးခဲ့ရတဲ့သူဆိုတော့လေပြပြမိတာပေါ့လေဒီလိုနဲ့တိတ်မကြမီတညအိမ်မက်ထဲမှာလို့လို့ចောင်းစည်းဝတ်ကောင်းပါလေးကို ဣချိုတွေ့ရပြန်နေဒီတစ်ခါမြင်ရတဲ့အခါမှာတော့ထူးထူးခြားခြားပဲဣချိုရဲ့စိတ်ထဲမှာသူ့ကိုကြောက်တယ်လို့မဖြစ်တော့တယ်လို့ပဲနွယ်လေးရတဲ့ခါတိုင်းလိုစိုးရုပ်ဖြူယောနေတဲ့ပုံစံမျိုးမဟုတ်ပဲလွတ်လပ်ပေါ်ပါနေတဲ့ပုံစံမျိုးလေးအိမ်မက်ထဲမှာနွယ်လေးရရေကန်ရဲ့တစ်ဖက်ကန်းကနေပြီးတော့ဣချိုစီလက်လှမ်းပြနှုတ်ဆက်ဟန်ပြနေတယ်ဣချိုလည်းသဘောပေါက်လိုက်တာနွယ်လေးတို့ကျွချိန်တန်လောက်ပြီပေါ့ပြန်ပြီးလက်ပြနှုတ်ဆက်ရင်စိတ်ထဲကနေ ချွတ်တောင်းပေးနေလိုက်ပါတယ်။ကောင်းရမွန်ရကိုသွားပါတော့နော်မန်းနွယ်လေးကြီး။မနဲ့လိုးလာတော့ကြည်ကြည်လင်လင်ပဲစိတ်ကလန်းဆန်းပြီးအချိုနိုးလာပါတယ်။ဒါပေမဲ့တခုခုကိုစိတ်ကတတိရပြီးပြုံးညင်ညင်ဖြစ်သွားလေရဲ့။အချိုတွေးမိတာ။အော်အိမ်မထဲမှာမို့လို့သားရေကန်ပေါင်ပေါ်ကနွယ်လေးကိုလက်ပြနှုတ်ဆက်နေတာလေ။လက်တွေ့မှာတော့နေရင်းကြောင်တောင်တောင်မှ ရေကန်ဘက်ကိုရောင်လို့တောင်လက်မကြည့်ရဲတော့တဲ့။ 你叫爷爷八百里。